ရက်ပြန်အောင်မှမှဗျာဒီလားဖုန်းတွက်ထုတ်ထားတာမဟုတ်ပဲねကြုံနဲ့အရက်ပြန်သုံးနေဆိုရင်တော့ဖြစ်မှာပဲဗောနော်နောက်ဆုံးချက်ကတော့သူ့မှာ AI အခွန်ပါလာတယ်ဗောနော်ကျွန်တော်ရဲ့ iPhone 17 Pro Max လေးကသူများတွေဖြစ်တယ်လို့မျိုးလိမ်မော်ရောင်းနေပန်းအောင်တော့မပြောင်းသေးဘူးဗောနော်ဝယ်ထားတလားတော့ကြာသွားပြီကျော်ဒီဗီဒီယိုမှာကတကယ် honest review ကို experience ဘိုင်းမှာ multi view လောက်သွားမှာပေါ့နော် specs တွေအဲ့လောက်မပါဘူးကျော်အဆုံးထိကြည့်ရပါဦး မြန်မာနိုင်ငံကကုမစားဝယ်မတူရီကန်ကောင်းတာအကြတော့အလုံးအတကုံနေအပြိုင်ဆိုင်ရောင်းကြရဆိုတော့ဒီကောင်ဆိုရင်80အောက်ပဲရှိပါကြော့တော့ကဘတ်9တော့လောက်ကိုအပိုပေးပြီးတော့ဝယ်ရတာတခါတည်းတန်းပြီးတော့အဲ့ဒီလိုချင်တယ်တန်းပြီးတော့ရိုက်ချင်တယ်ဆိုရင်ပေါ့ကြော့ဒီကောင်ဒီအလူမီနီယံဖြစ်သွားတယ်ပြီးဆက်လိုက်တဲ့အချိန်မှာ chemical reaction ကြောင့်တချို့တချို့တော့အရက်ပြန်အောင်မှာမပြတည်လားဖုန်းအတွက်ထုတ်ထားတာမဟုတ်ဘဲနဲ့ကြုံနဲ့အရက်ပြန်တုံးနေဆိုရင်တော့ဖြစ်မှာပဲပေါ့နော်အဓိက oxidation ဖြစ်တယ်ဆိုရဲ့ main course ကလည်း moisture UV light တွေဆိုတော့ကျွန်တော်တို့တချို့ချို့တော့အဲ့လိုကိုထိန်းချုပ်လို့မရတဲ့အပိုင်းတွေလည်းရှိကောင်းတော့ရှိတာပေါ့ဆိုတော့ဒီကောင်ရဲ့အနောက်ကတော့ glass ပဲ Apple ceramic sheen နဲ့ပဲပြန်ပြီးတော့ cover လုပ်ထားတယ်အရှိကတော့ non stop ကိုရင်တော့ပြောင်းလာတဲ့ဖုန်းတွေဆိုရင်တော့ဒီကောင်တော်တော်ကြီးတည်သွားလိမ့်မယ်16 Pro Max နဲ့ဆိုရင်ဘာမှခံစားမှာမဟုတ်ဘူး။ design ဘက်မှာ biggest change ဆိုရင်တော့ဒီကောင်ကကင်မရာ plus 2ဖြစ်သွားတယ်။အားလုံးကဒီမှာ CC ရရှိမယ်။အဲ့ဒါကိုမှမဒီကောင်ကောက်တက်ထားသလိုမဟုတ်ဘဲနဲ့ unibody ဆိုတော့အားလုံးတစ်ဆက်တည်းပုံစံမျိုးသူတို့လုပ်ထားတာ ဆိုဒီတစ်ခေါက်ဒီဇိုင်းကတော့ကြိုက်တယ်ဒီအယောင်လေးကလွယ်လို့ overall ကတော့ကျွန်တော်က no comment တော့ဖြစ်သွားပြီပေါ့နော် extra ထပ်ပြီးတော့မရှိတော့ဘူးအဓိကတော့ scratch နဲ့ပတ်သက်လို့ဒီကောင်လေးအစင်းရလေးထင်တက်တယ်ဗျာဒီနားလေးတွေဒီနားလေးတွေအဓိကအဲ့လို cover ကြီးတက်ပြီးမကင်ညင်ဘူးဆိုရင်တော့မှသူ့ရဲ့ camera platoon နေရာလေးကိုပဲ cover လေးရှိရပေါ့နော်ဆိုတော့အကောင်လေးရချစ်ဖို့ကောင်းတယ်အကောင်လေးထပ်ပြီးတက်လို့ရတယ် display size ကတော့6.9 inches ကိုမှမှာ super retina xdr oled panel နဲ့လာမှာ Binance က3000ဆိုတော့နည်းနည်းလင်းနေဆွဲထဲပါတယ်ဗျအဲ့ဒါမှ anti reflective dex ပဲဖြစ်တဲ့အတွက်ကြောင့်လို့နေရာအောက်မှာ okay တယ်ကြိုက်တယ်120 hertz နဲ့ဖြစ်သွားတဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ဒီကောင်းပေါ်မှာအပေါ်အောက်ဆိုရင် smooth ဖြစ်တယ်ပေါ့ဗျာအဲဒါမဲ့ Android ဒီမှာဆိုရိုးနေပြီ iPhone ကလည်းမိနစ်ကတနစ်က model နဲ့ဆိုရင်လည်းဒီကောင်းရဲ့ smooth ဖြစ်တာက JS ပေါ်မှာဘာမှမသိတာဘူးအဓိကအားတာတော့သူ့ရဲ့အပေါ်မှာအုပ်ထားတဲ့ ceramic ရှိပဲအဲ့ဘက်ဖြစ်နေတဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ performance spec ကိုတော့ဘာမှအများကြီးလိုက်ပြီးစဉ်းစားကြမလို့အဲ့ဘက် အခုချိန်ထိရက်တည်နိုင်တာကလည်းသူတို့ရဲ့ဒီ software update အသက်ကုန်ပေးတာရယ်သူတို့ performance ရယ်လောလောဆယ်မှာတော့သူ performance ကြောင့်မလို့ battery efficiency ကတော်တော်ကြီးတက်သွားတယ်မနေ့ကဖုန်းနဲ့ရှင်မဲ့ဆိုရင်တော့မှကျွန်တော်တို့သိတာတဲ့အခြေအနေရှိတယ် perform ကလည်းအလောက်တိထင်သလောက်မပူတော့ဘူးပေါ့နော် VC cooling ကောင်းလာတယ်ပေါ့ထင်သလောက်မပူဘူးဆိုတာလည်းကျွန်တော်တို့ဘယ်လိုခေါမလဲ outdoor မှာရိုက်တာမဟုတ်ဘူး outdoor ဆိုရင်တော့ဒီကောင်ဒီဘူးတက်လာတယ် battery ကတော့ game ဆိုတော့ကင်မရာအသက်ကုန်ကြီးဒီကောင်ပေါ်မှာမရိုက်ဘူးအလောက်မပေးဘူးဆိုရင်တော်တော်ခန်းတဲ့ထဲမှာပါတယ်ကျွန်တော်တို့တစ်ရက်လောက် survive ဖြစ်တဲ့ကောင်မျိုးပေါ့နော်ဒါပေမဲ့အပြည့်တော့တွင်းထားမှာတော့ရမယ် changing speed 41နဲ့ maximum တွင်းလို့ရတယ်ဒါပေမဲ့ကျွန်တော်တို့41နဲ့မတွင်းဘူးပေါ့နော်ငကိုရဲရှိတဲ့ apple charging နဲ့ပဲတွင်းတာအဆင်ပြေပါတယ် speaker ကတော့ကျွန်တော်တို့ဒီတိုင်းပဲ plain နားထောင်နေချိန်မှာတော်တော်လေးကျေလာတယ်ပို့ပြီးတော့လည်း clean ဖြစ်လာရဆိုရဲခံစားချက်မျိုးရတယ်ပေါ့ညမဒီတစ်ခေါက်မှာနည်းနည်းလေးပို့တည်တာသွားတာအောက်ဘက်မှာနည်းနည်းလေးလောက်ခမလဲပို့ကျေတာပေါ့ဗျာ down firing ဖြစ်တယ်အပေါ်က earpiece ကကြတော့အဲ့ကောင်အတွက်ကို secondary channel လေးဖြစ်သွားတယ်ပို့ပြီးတော့ balance ဖြစ်အောင်လို့ကစားပေးတယ်။အဲဒီကြတော့အောက်ကတော့ပို့ပြီးတော့ကျဲတယ်ပေါ့။နောက်ချက် camera သူရဲ့ main selling point ပဲ triple camera setup ပါလာတယ်။အားလုံးကလည်း 4D megapixel ။ selfie ကတော့ 80D megapixel square sensor နဲ့ပေါ့နော်။ဆိုတော့ကျွန်တော်တို့တက်ပုံရတဲ့အခါမှာကိုတိရောက်တဲ့ရရင်တော့ဒီကောင် sensor stage နဲ့အလယ်လေးထည့်ပေးထားမယ်။တခြားလူတွေဝင်လာတဲ့အခါမှာဒီကောင် landscape view ဖြစ်သွားမှာ။ကိုရဲ့ phone က downlight ကင်ထားရုံပဲ။ပြမနစ်ကတော့16 pro max မှာ 5x ။အခု17 pro max ရတော့မှာ 4x ။ဆိုတော့ downgrade လို့ကျွန်တော်တို့ရန်ရေဘူးအနေနဲ့တွေးလို့ရတယ်ဗျာ။ ဒါပေမဲ့16 Pro Max မှာကအဲ့ဒီ files မှာတန်သွားပြီဒီကောင်ကကျတော့ AST ကိုမဝါပဲဆွဲလို့ရတယ် optical လို့သူတို့ဘာကြောင့်တုံးလဲတော့မသိဘူးဗျာတကယ်တမ်းကျတော့အဲ့ကောင် optical မဟုတ်ဘူးကျွန်တော် voice ကို24 megapixel နဲ့ရိုက်တယ်ဆိုရင်သူ့ရဲ့ AS က12 megapixel ပဲထွက်လာမှာကျတော့ဒီကောင်ဒီ optical တော့မဟုတ်ဘူးဒါပေမဲ့ optical need to အကုန်တုံးလို့ရတယ်ကျွန်တော်တို့ရိုက်တဲ့မြပုံတွေမှာလည်းအပယ်အဲ့လိုမဖြစ်နိုင်တာမပေးဘူးဗျာဆိုတော့ AS နဲ့မင်းတို့ကောင်းတယ်ဆိုရင် တကယ် item ပဲထားထားပေးတာသူအမြင့်ကြီးလိုက်ပြီးတော့မှန်အောင်ဆိုတော့ zoom in ပန်းကိုကျွန်တော်တို့သဘောကျတယ် software ကတော့ကျွန်တော်တို့16 pro max တဲ့က beta version နဲ့ developer version နဲ့ရင်းနှီးပြီးတာ ios 26အာဆက်စချင်းသုံးကြီးအချိန်မှာတော့တိတ်ပြီးတော့အဆင်မပြေဘူးဗျာအခုလည်းအဆင်မပြေပါဘူးချို့ချို့တော့နေရာလေးမှာလိုအပ်နေရာလေးရှိသေးတယ်။ဥပမာ calculator app မှာဆိုတော့တို့ရဲ့ liquid glass UI design ဆိုတာမျိုးကျွန်တော်တို့မမြင်ရဘူးပေါ့နော်။ဆိုတော့ consistency မရှိဘူးပဲခေါ့မလား။ 16 Pro Max ကနေပြီးတော့ပြောင်းလဲသူ15 Pro Max ကနေပြောင်းလဲသူအနေနဲ့ကတော့သူရဲ့ဟိုဘလောက်ပဲ liquid glass UIG ကကောင်းပါရဲ့ပဲပြောပြော smooth ဖြစ်တာအဲ့လောက်ထိကွာမှာတော့မဟုတ်ဘူးနောက်ဆုံးချက်ကတော့သူ့မှာ AI အခွန်ပါလာတယ်ပေါ့နော်စဲကံမလို့ခုနေအခုချိန်မှာ AI နေဘလဘွားရရနေတယ်ဟို credit တွေလည်း free အသက်ကုန်နေပေးနေရနှစ်စာ plan တို့ပါတော့ပေးရဗျာဆိုအဲ့လိုချိန်မှာ Apple ကဒီတတိယငကားဖြစ်နေတယ်ပြောချင်တာနားလည်လာတော့မသိဘူး အကယ်၍ပေါ့နော်ကျွန်တော်တို့တုံးမြင့်တပါဆိုရင်တော့သူရဲ့ Siri နဲ့ ChatGPT တွေနဲ့ integrate လုပ်ပြီးတော့ human like AI တခုတော့တုံးလို့တော့ရတယ်။နံပါတ်တခြား AI features တွေမပါလာဘူး။အခုချိန်ဒီဒီ background ကလူတွေဖျောက်တာတော့မှတိုင်ပတ်တုံးဆိုတော့တခြား AI နဲ့ပတ်သက်လို့တော့ဒီတစ်လတွေမှာကျွန်တော်လည်းတရားမဆန်းလာဘူး။သူလည်းတရားစွဲခံနေရတော့ဆိုတော့ဒီဖုန်းကကျွန်တော်အမြင်ပြောရမယ်ဆိုရင်တော့နောင်နမရတဲ့ဖုန်းလို့ပြောလို့ရတယ်။ cover ဝယ်ရပါညာတော့အလေးချက်လေးညောင်းလိုက်ရတာပေါ့နော်အဲ့ဒီ video ကလည်းတသက်ထက်ပြီးတော့ကျွန်တော်တို့အားလုံးမြင်ရမှာပါအဓိကကတော့ iPhone 17 Pro Max ဒီလူတိုင်းအတွက်တော့မဟုတ်ဘူးအရင်ကကလူတွေလည်းမလဲသင့်ဘူးဒါပေမဲ့သူ့ရဲ့ performance သူ့ရဲ့အရာတွေနဲ့ကျွန်တော်တို့လဲမယ်ဆိုရင်တော့လောလောဆယ်အနေထားမှာလဲလို့ရရတယ်ကျွန်တော်ကဂျုံဖြစ်ပါတယ်အားလုံး host ပါ